နေ့ညာခုနှစ်ခုထဲမှာအလွန်မိုးနိုင်ဆုံးနဲ့အပိဆက်နိုင်ဆုံးပုံကိုယ်တွေကိုပြောပါဆိုလို့ရှင်ဂျာတာပိသားသမီးတွေဖြစ်ပါတယ်ပိဆက်ချင်းဆိုတဲ့အဘိဓမ္မသဘောတရားနေ့ညာမှဒသနာကိုအပိုင်ဝယ်ထားတဲ့သူတွေကိုပြောပါဆိုရင်လည်းဂျာတာပိသားသမီးတွေကိုပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဂျာတာပိသားသမီးတို့ဒီဘယ်ရာကိုပဲမဆိုမှန်လို့ပဲကြင်ကြံနေတိုင်းနေရှိပါတယ်။မှန်ဆိုတာမျိုးကကိုကပြုံးပြတယ်ဆိုလို့ရှိရင်ကိုကိုပြန်ပြီးတော့ပြုံးပြမှကျင်းနေတဲ့တာဖြစ်ပါတယ်။ဒီသဘောတရားတိုင်းပဲဂျာတာပိသားသမီးတို့ဒီလည်းပဲအရင်ဦးဆုံးပြုံးပြလေးရှိပါတယ်။ ပြောချင်တာကတော့အရင်ဦးဆုံးပေးဆက်လေးရှိတယ်။ဟုတ်ပြီ။ဂျာတာဘိသာသမိတယောက်နဲ့ချစ်သူဖြစ်နေတဲ့သူတယောက်အနေနဲ့ကံကောင်းတာလေးတစ်ခုကဘာလဲဆိုတဲ့ခါကျတော့ဂျာတာဘိသာသမိအများစုသည်သူတို့ရဲ့ချစ်သူကိုအယံဂယူးဆိုင်တာပဲ။သူတို့ရဲ့အိမ်တော်ဘက်ကိုအယံဂယူးဆိုင်တာပဲ။သို့တော့သူတို့ဂယူးဆိုင်နေတော့သူတို့ချစ်နေတော့သူတို့ပေးဆက်နေတော့မှမိမိတို့ကပြန်ပြီးတော့သူ့အပေါ်မှာတံပြန်တက်ရောက်မှုတံပြန်ပေးဆက်တဲ့အချစ်တွေမပြန်လာဘူးဆိုရင်တော့ပြက်ပြက်တနာတွေတက်ဖို့ဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဂျာတာရိသသမီးအများစုသည်ပေးဆက်ခြင်းကိုပေးပင်မယ်လို့သူတို့ရဲ့နောက်မှာမျှော်လင့်ချက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့တံပြန်ဆိုတာလေးရှိပါတယ်တံပြန်ဆိုတာကတူညီတဲ့ပေးဆက်ခြင်းအချစ်ပေးရင်အချစ်ပြန်ရမှာဖြစ်မယ်ဆိုတဲ့စိတ်ထားမျှော်လင့်ချက်လေးပါနေတဲ့အတွက်ကြောင့်မလို့တတိလေးထားဖို့လိုပါလိမ့်မယ်ဒါကြောင့်မလို့ဂျာသာရီသားသမီးအများစုနဲ့ချစ်သူဖြစ်နေတဲ့သူတွေတော်တော်များများအနေနဲ့သူတို့ပေးဆက်နေတော့မှကိုကအတိမတ်ပြုတ်ပေးပါပြီးရင်ပြန်ပြီးတော့ ပိဆက်နေအောင်ကြိုးစားပေးပါအဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှင်တော့စောစောကလေးကနေပဲဖြတ်နေအောင်ကြိုးစားပေးပါဂျာနာပရိသသမီးအများစုသည်ချစ်ပြီးရင်ပိဆက်ပြီးရင်စွန့်ပစ်ဖို့လုံးဝနောင်တမရတဲ့သူတွေဖြစ်ပါတယ်စွန့်ပစ်ဖို့လုံးဝတွေဝေမနေတဲ့သူတွေဖြစ်ပါတယ်အင်မတန်ပြတ်သားတဲ့ပုံကိုယ်တွေဖြစ်ပါတယ်အမှန်တရားသမားတွေပါအယံဒဇထိုးနိုင်တဲ့စိတ်ဖြစ်သွားတတ်ပါတယ်။ပေးဆက်ရင်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 ကနေနောက်ပိုင်းကျဘာဖြစ်သွားလဲဆိုတော့ကကြတော့သူပေးဆက်တိုင်းဖြစ်မလာဘူးဆိုရင်ဘာဖြစ်သွားလဲမရတော့ဘူးကွာဆိုပြီးတော့ ဆုံးဖြတ်ချက်ကိုချလိုက်တဲ့အခါဘာဖြစ်သွားလဲစွန့်ပြစ်လိုက်ရောအဲ့လိုမျိုးသူစွန့်ပြစ်လိုက်ပြီဆိုတဲ့အခါကျမှကိုကသွားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်အာလုံးအသေးရဲ့ဘာမြလုံးလုံးမရတော့ဘူးအချိန်ကြီးကနောက်ကျသွားပြီသူတို့ဒီပြန်မပြန်တော့ဘူးသူတို့ဆုံးဖြတ်ပြီးသားကိစ္စကိုပြန်ပြီးတော့ပြင်ရိုးထုံးစံမရှိပါဘူးဒါကြောင့်မို့လို့ဂျာတာပိသသမီးအများစုနဲ့ချစ်သူဖြစ်နေတဲ့သူတွေအနေနဲ့သူတို့ပေးဆက်နေတော့မှကိုကလက်ခံနေအောင်စူးစမ်းပြီးတော့ပြန်လည်ပြန်ဆက်နေအောင်ပြင်ဆင်မယ်ဆိုရင်တော့အခြေအနေအောင်ရေးအဆင်ပြေမှာဖြစ်ပါတယ်